်အင်္ဂလန်အသင်းအတွက်ပထမဆုံးပွဲဦးထွက်မှာတင်ထိတ်တန်းခြေစံပြသနိုင်ခဲ့တဲ့ Louis Kelly နဲ့ Carla Fiori တို့ရဲ့နောက်ဆုံးရအခြေအနေများကဲဒီသတင်းနှစ်ပုဒ်ကတော့မနက်ခင်းမှာမပါသွားတာဖြစ်တဲ့အတွက်ကျွန်တော်ဂရိအတိုင်းပဲတီးတန့်လုပ်ပြီးတာပါကဲဝမ်းသာသာသတင်းတွေပဲစပြောလိုက်အောင်လူးဝစ်ကယ်လီကတော့လူးဝစ်ကယ်လီပဲ ာဆင်နယ်အသင်းမှာလည်းကြမ်းကျင်တယ်ကိုကြမ်းဒီကောင်လေးဘလော့ကောင်းလဲလို့ပြောလို့ရှိရင်အာဆင်နယ်ဖန်နေမှုလို့ဒါ hype ပြီးပြောရထင်မယ်အခုလည်းအင်္ဂလန်မှာတော့ပို့ထားတာဂိုးတွေပါသွင်းနေပြီပထမဆုံးပွဲထွက်ပြီးပထမဆုံးဂိုးပါယူသွားနိုင်ခဲ့ဒါကအင်္ဂလန်အသင်းရဲ့တာမန်ကြောင်းတစ်လျှောက်ပွဲထွက်ရင်လည်းပထမဆုံးအသက်ငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့တယ်ပွဲထွက်ကစားသမားတွေထဲမှာနော်အသက်ငယ်ဆုံးဂိုးသွင်းတဲ့လူတွေရှိပါတယ်ဒါပေမဲ့အဲ့အသက်ငယ်ဆုံးဂိုးသွင်းတဲ့လူတွေဒီပထမဆုံးပွဲထွက်တဲ့အချိန်မှာသွင်းတဲ့ဂိုးတွေမဟုတ်ကြဘူး ထမဆုံးပွဲထွက်ရင်နဲ့ဂိုးသွင်းတဲ့ပလေးယာတွေမှာအာဆင်နယ်ရဲ့လူငင်းစားမလူးဝစ်စကယ်လီကအသက်ငယ်ဆုံးပဲအသက်16နှစ်နဲ့186ရက်အဲ့ဒီမတိုင်ခင်တုန်းကမာကာရဖိုက16နှစ်နဲ့209ရက်စံချိန်နဲ့ပွဲထွက်ကစားရင်းနဲ့ဂိုးသွင်းတဲ့စံချိန်ကိုတင်ထားခဲ့ဒါပေမဲ့အဲ့စံချိန်ကိုမှချိုးဖျက်လိုက်တယ်အာဆင်နယ်ရဲ့ဟေးအန်ထုတ်ကုန်လူးဝစ်စကယ်လီကတော့အင်္ဂလန်သင်းရဲ့ ပွဲထွက်ရင်ဂိုးသွင်းတဲ့အသက်ငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါပြီ။အဲ့တော့အသက်18နှစ်နဲ့18နှစ်အောက်ဂိုးသွင်းထားတဲ့လူ၄ဦးရှိပါတယ်။အင်္ဂလန်အသင်းအတွက်အင်းတော့ဆန်ကြီးတင်ထားခဲ့ရပါလိမ့်။ဒါမိုက်ကယ်အိုဝင်ရှိတယ်။ရေရိုနီရှိတယ်။မာကာရဖူရှိတယ်။အခုလူးဝစ်ကယ်လီရှိလာပြီ။အမေရိကန်ပြောရမယ်ဆိုကျွန်တော်ဒီပွဲစီကိုမကြည့်ဖြစ်ဘူး။လိုင်းနဲ့ထွက်လာတဲ့အချိန်ထိကျွန်တော် post တင်လိုက်တယ်ပြီးကျွန်တော်လည်းအိပ်ပျော်သွားတယ်ပင်မန်းနေပြမနက်ခင်းတင်းနဲ့လှုပ်ထားပြီးရဖြစ်တယ်တော့ဗောလေအဲ့တော့စိတ်ချလက်ချအိပ်တယ်မနက်မိုးလင်းတော့ notification တက်တော့ကြည့်လိုက်တော့ဟာ ိုဒီပလီယာ9000တွင်းထားတယ်ပထမဆုံးပွဲဦးထွက်မှာအဲ့တော့ဒီပွဲစီမှာဆိုရင် तू ကလိန်ခေါက်ဖြတ်ကြုံမှုတရားခိုင်နှုန်းအောင်မြင်ထားတယ်ပေးပို့မှု63ရာခိုင်နှုန်းဘောလုံးတိချက်89ကြိမ်ဘောလုံးပြတ်စင်မှု9ကြိမ်တိရှိထားပြီးတော့ rating အဖြစ်8.1တိရှိတယ်အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးပေးအပ်တဲ့ man of the match ကိုရရှိခဲ့တယ်ဘယ်လင်ဂန်ပြလိုက်တဲ့အလုံးကလည်းတကယ့်ကိုမှဟိုတော်တော်လေးကိုမှဒီဘောလုံးနဲ့ပတ်သက်ရင်လာလမ်းကြောင်းကြီးတွတ်ဆနိုင်တဲ့ပလေယာမှရမှာ။ဘာလို့ဆိုလိုက်တဲ့လုံးကတော်တော်လေးကောင်းတယ်။ အဲ့ခင်းလိုက်တဲ့အလုံးကို Louis Kelly ရဲ့ဒီဘောလုံးကိုရအောင်ယူနိုင်စွမ်းရှိရမယ်ဆိုတဲ့စိတ်ကပဲအဲ့ကိုဖြစ်တည်သွားတာအမေကတော့ခင်းပေးလိုက်တဲ့လူကကောင်းတယ်ဆိုပေမဲ့အဲ့လာတဲ့ဘောလုံးနဲ့ Louis Kelly ကြားထဲမှာ Evania Defender တူကရှိနေသေးတယ်အဲ့ဆိုအဲ့ကစားသမားကိုကြော်ဖက်ပြီးဂိုးသွင်းဖို့ဆိုရင် Pitch ကို Power ရော Speed ရောအများကြီးလိုအပ်တယ်အဲ့တော့သူရအောင်ကြော်ဖက်သွားတယ်အဲ့ကစားသမားကိုဒီ Penalty Box ထဲမှာ ဘော်ဒီအตาယူပြီးတော့ရှေ့ကနေကြော်ထွက်သွားပြီးတော့ဂိုးသမန်ဟဲ့ပေါင်ကြတဲ့နေဂိုးသွင်းသွားခဲ့တာအဲ့ဒီဘောလုံးမှာဆိုလူးဝစ်စကယ်လီရဲ့တကယ့်ကိုပပနဲ့နဲ့နဲ့ဘောလုံးလာရလမ်းကြောင်းတွက်ဆောက်မှုတွေ့ရတယ်နောက်ကဖိုင်းလိုက်တဲ့လူတွေတော်တော်လေးကောင်းပါတယ်ဒါပေမဲ့ပို့ပြီးတော့ကျွန်တော်တို့ appreciate ဖြစ်တာကတော့ဒါကိုလုံရဲကန်ရဲရှိပြီးတော့ပွဲချိန်ရခြင်းမရှိဘဲနဲ့ပထမဆုံးအဖွင့်ကိုလည်းဖြစ်တယ်အသင်းအတွက်လည်းအရေးပါပြီးတော့ကိုယ်တိုင်လည်းသွင်းကိုရောက်နိုင်ခဲ့တယ်။အဲကြောင့် loose game နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တာလေဒီကောင်လေးကပွဲဝင်ကစားတဲ့ခါမှာပွဲချိန်တာပါလားမရှိဘူး။ ူလုံနိုင်မယ်လို့ယူဆတဲ့အရာကိုရအောင်လုပ်တယ်။အဲ့နဲ့ပတ်သက်ပြီးတော့တချို့တွေကတော့မြင်တာပေါ့ချစ်ကန်ကန်ပါညာတခါကြလို့လေအဲ့လိုချစ်ကန်ကန်တောင်မကျိုးတာလေးကဘသူမှဂီးမဆိုင်ပဲနဲ့ကိုလှုပ်ဆရာရှိတာကိုလှုပ်သွားနိုင်တာပဲ။အဲ့တော့အဲ့ဒီဂိုးမှာတော့အင်္ဂလန်တင်းတုံးဟောင်းဝိုင်းပြီးဂုံပြူတယ်။ဟိုပွဲတော်ကြောတော့အမှတ်ရတယ်။အဲ့ပါမန်ချက်စတာစီးတီးကိုကျွန်တော်၅ဂိုးတကူးနဲ့နိုင်တယ်ပွဲစဉ်မှာဆိုရင်လူးဝစ်ကယ်လီဂိုးသွင်းပြီးတဲ့နောက်မှာတသိန်းလုံးဝိုင်းပြီးတော့ celebration လုပ်ကြတဲ့ပုံစံမျိုးအခုလည်းအင်္ဂလန်က player တွေအားလုံးကပထမဆုံးပို့ထွက်ပြီးပထမဆုံးဂိုးသွင်းပြီးတော့စံချိန်တင်လိုက်တဲ့ Lewis Gale ကိုဝိုင်းပြီးဂုဏ်ပြုကြတယ်ဒီမှာ Arsenal တို့ရဲ့ကွင်းလယ်ကစားသမားကြီးဖြစ်တဲ့ Declan Rice လည်းဖန်တီးမှုရတယ်အာလူးစကယ်လီကတော့မိနစ်60ဆွန်းဆွန်းလောက်မှာတော့ဒါလူစားလဲလိုက်တယ်ပေါ့လေအဲဆိုအာဆင်နယ်ရဲ့လူငယ်ကစားသမားလေးကတော့တကယ်ကို high performance ပြနိုင်ခဲ့တယ် လူးစကယ်လီဘလောက်ကောင်းလဲဆိုတာသိပါတယ်ဒါပေမဲ့အဲ့လောက်မြင်းမြန်းဆန်းဆန်းကြီးဂိုးသွင်းနိုင်လိမ့်မယ်မထင်ဘူးဘာကြောင့်လဲဆိုတော့ तू တောင်းဝန်ယူပြီးကစားတဲ့လက်ဘက်ပိုစီရှင်နဲ့ twin ကိုရောက်နိုင်မဲ့ဂိုးပေါက်နေရာနေရာအမှန်တိုင်းပြောမယ်ဆိုရင်ဝေးခွာတယ်ပြောလို့ရတယ်ဂိုးသမားပြီးရင် तू ပဲရှိရတယ်ကိုယ်တိမှုမဖြစ်နိုင်ဆုံးနေရ။များသောအားဖြင့်အဲ့ဒီ full back ကစားသမားတွေက cross ball တွေဖြတ်တင်တာဖန်တီးရတော့ပဲအလုံများ။ဒါပေမဲ့ဒီကစားသမားလေးကအများအားဖြင့် goal နဲ့ပတ်သက်ရင်အတက်ဖြစ်တယ်။တစ်ဖက်ကကွင်းလင်စားမ Bellingham ဖန်တီးတဲ့အချိန်မှာအဲ့ဒီဘောလုံးရအောင်ကြော်ဖြတ်ယူပြီးတော့သွင်းသွားခဲ့ရတဖက်အသင်းရဲ့ quality ပါညာခဏမေးထားလိုက်78နှစ်သားတဦးအတွက်ဆိုရင်တော့တကယ့်ကို great at time လို့ပြောလို့ရတယ်။အဲဒါဆိုတော့သူ့အနေနဲ့ဒီရာသီမှာဆိုရင်တော့ကာရာဘောကပ် FA ကပ် Premier League Champion League အကုန်လုံးကိုပွဲထွက်ထားပြီးတော့ဒီကစားသမားအနေနဲ့အင်္ဂလန်အသင်းအတွက်ပါပွဲထွက်ပါဝင်ကစားထားပါတယ်။ Premier League မှာပထမဆုံး goal သွင်းထားနိုင်သလို ဒီအင်္ဂလန်တင်းတွက်တဲ့ပထမဆုံးဂိုးသွင်းထားနိုင်ခဲ့ပါတယ်ချန်ပီယံလိမှာလည်းများမကြခင်ဂိုးသွင်းနိုင်မှာကျွန်တော်စောင့်ကြည့်သွားတော့ပါအခုချိန်တော့မန်အော့သမတ်ရထားတဲ့လူးစ်ကယ်ရီနဲ့ပတ်သက်ပြီးတော့ congratulation မှာပြောချင်ပါတယ်ဒိုင်းယာအနာတရကင်းရှင်းစွာဖြင့်ဒီအင်္ဂလန်ကဒီကလန်ရိုက်ကို လူးဝစ်ကယ်လီယိုပြန်လာနိုင်ဖို့ကျွန်တော်တို့ဆန္ဒပြုပါတယ်။နောက်တစ်ဝဲကံပြီးတော့သူတို့တွေပြန်လာတော့မှာဒါ25ရက်နေ့မှာကံပိုင်းတွေ။ကဲနောက်တစ်ယောက်အဲ့ဒါကတော့ Fabio Romano ဖော်ပြထားတဲ့ Calafiori နဲ့နောက်ဆုံးရ injury ချင်းနေပေါ့လေ။ပထမဆုံးဒီသတင်းကိုစပြီးတွေ့တာကအီတလီဘက်ကသတင်းထောက်ဖြစ်တဲ့ Di Marzio C ကသူ့ဘက်ကလာတဲ့သတင်းတွေကိုကြည့်တဲ့အခါမှာအခုဒီကစားမောက်ကျွန်တော်တို့ဒီအနည်းဆုံးနှစ်ပတ်သုံးပတ်လောက်တော့ဆုံးရှုံးသွားဖို့ရှိရေ။ဒါကပေါ့ပေါ့တီတီပြောထားလို့ပဲပြောရမှာ။ဘာလို့လဲဆိုတော့အခုသူရသွားတဲ့ဒူးတန်ရမျိုးစားက MCN ဆိုပြီးတချို့က သုံးသပ်နေတယ်။အခုဖေဗီဆိုရိုမာနိုရဲ့ဖော်ပြထားချက်အရဆိုရင်တော့အီတလီဘက်ကဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ကနဦးသုံးသပ်မှုရနိုင်ငံလေးစဉ်အဆင့်ဆေးဘက်ဆိုင်ရာဘွဲပေါ့လေသူတို့ရဲ့သုံးသပ်မှုတွေအရဆိုရင်တော့ကာလာဖီရီရဲ့ဒူးတန်ရာကအနည်းဆုံးနှစ်ပတ်ကနေသုံးပတ်နားရမယ်။အဲ့ဒီအတွက်ဒီလိုမျိုးနှစ်ပတ်သုံးပတ်နားမှာဖြစ်တဲ့အတွက်လာမယ့်ဧပြီလထဲမှာကြရမယ့်ဖူဟန်အေဗာတန်ဘရန့်ဖို့ရီယယ်မက်ဒရစ်နဲ့ချန်ပီယံလိနှစ်ကြော့သလုံး တောက်လျှောက်လွဲမှုများသွားပြီ။တေချာတို့ကတော့ April လနောက်ဆုံးပတ်လောက်မှပဲပြန်လာနိုင်မယ်ဆိုတဲ့တချို့ rumor တွေလည်းထွက်နေတယ်။အဲ့လောက်ကတော့နားရမှာပဲ။ဘာလို့ဆိုလေးချိန်ငယ်ပြန်ပြီးဆေးမီဆိုရင်တော့အခုစာကာတို့လိုမျိုးအချိန်တိုင်းတိုင်းတစ်ခုပြန်ပြီးယူအောင်မှာ individual trainee တို့ fully trainee တို့တွားရအောင်မှာ။အဲ့ဆိုသူရတဲ့ဒဏ်ရာမျိုးစားက MCN ဒဏ်ရာမျိုး ACN ဒဏ်ရာပြီးွားရင်အစိုးဆုံးလို့တော့ပြောလို့ရတယ်။ ACN တော့သူကနှစ်ပေါင်နားတာ MCN တော့လာချီနားတဲ့သဘောမျိုးအကေအမြ MCN ထံရုံမှ grade 2ဆိုရင်တော့အနည်းဆုံး6ပတ်ပဲ အခု grade 1နဲ့ grade 2ကြားမှာရှိရဖြစ်တဲ့အတွက်နှစ်ပတ်လို့လို့လေးပတ်လို့လို့ဆိုတဲ့အနေထားမှာတော့ရှိရယ်ဒါပေမဲ့ဘလောက်နိုင်ရနိုင်ရအာဆင်နယ်စီးအဖွဲ့ရဲ့အတိအကျစစ်စစ်ချက်ထွက်လာမှာပဲကျွန်တော်သိရမှာပေါ့လေလောလောဆယ်အထိတော့ကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အထိတော့အာဆင်နယ်ကစင်းမစစ်ရသေးဘူးအီတလီကနေကာလာဖျူရီပြန်လာတော့မှရှိသေးတယ်အဲ့ဆိုလက်ရှိအချိန်မှာအာဆင်နယ်တို့ရဲ့ဒီကာလာဖျူနဲ့ပတ်သက်ပြီးတော့တချို့တွေကပြောတာပေါ့လေပလင်းစတိုင်ကြောင့်များလားငငယ်တော့ကဒန်ဟောင်းကြောင့်လားဆိုနှစ်ခုစလုံးပဲ ူ့ရဲ့ကစားပုံကနည်းနည်းလေးပြားတဲ့တိုက်ကိုသွားတယ်။ပြားတဲ့တိုက်ဆိုတာကကိုလှုပ်ချင်တလောက်ကိုနောက်ကခန္ဓာကိုယ်ကမလိုက်နိုင်တာ။ဘာကြောင့်မလိုက်နိုင်လဲ။ဒီကစားသမားရဲ့ဒူးတန်ရာကအရင်16 19သူ့ကာလအပိုင်းခြားမှာတော့က injury မနှဲရခဲ့တာ2018 2019ဘောလုံးရာသီမှာတော့အယွတ်ဆုပ်ပြေးတန်းအကြောင်း292ရက်ထိသူနားထားတယ်အဲ့ဒီရာသီမှာ85ဖွဲ့လွှဲချော်ခဲ့တယ်အခုသူ့ရဲ့နောက်ဆုံး3နှစ်တွင် injury history ကိုကျွန်တော်ပြပြမယ် 2021-22ဘောလုံးရာသီမှာ83ရက်နားထားရတယ်။2022-23ဘောလုံးရာသီမှာ53ရက်မနစ်ကတော့4ရက်နားထားပြီးတော့အဲ့ဒီမနစ်ကနားထားတဲ့4ရက်ဆိုတဲ့ injury record ကိုကြည့်ပြီးအာဆင်နဲ့တောင်းဝန်ရှိသူတွေဝယ်လိုက်ပုံရတယ်။ Color Fury ဝယ်လိုက်တာမှားတယ်လို့ကျွန်တော်မပြောချင်ဘူး။ဒါပေမဲ့ Color Fury ဒီ သူ့ရဲ့ကစားပွဲကိုပြောင်းရင်ပြောင်းမပြောင်းရင်ဒါနဲ့ပတ်သက်ပြီးတော့ဒီဒူးဒန်ရံနဲ့ပတ်သက်ပြီးစိတ်ရှင်းရှင်းဖြစ်ဖို့ခွဲစိတ်ရင်ခွဲစိတ်မခွဲစိတ်ရင်ဒါဟုတ်ကာပါဖြစ်ဖို့အတွက်ဘလို့ပုံစံပြောင်းပြီးကစားမလဲဆိုတာကိုတော့နည်းနည်းလေးညှိနှိုင်းမှုလိုအပ်ပြီးပရီးမီးယားလိမှာလည်းကြက်ခိုင်မှုအသားပေးတယ်ချန်ပီယံလိမှာဆိုလည်းတကယ့်အသင်းအနေနဲ့တွေ့ရအောင်မယ်ပြီးတော့လည်းအခုနိုင်ငံအဆင့်သွားပြီဆိုလည်းအီတလီရဲ့ခံစစ်ကစားမတူးအနေနဲ့ညှာပြီးကစားလို့မရအောင်အဲ့လိုနေထားမှာအခုသူဒန်ရံရသွားတဲ့အနေထားကိုကျွန်တော်နှီးပြီးတူပြီးပြန်ကြည့်တဲ့အခါဘာတွေ့လဲဆိုတော့ ပြိုင်ဘက်ကိုဖြတ်ထုတ်နေတဲ့ဒဏ်ရတာမဟုတ်ပြိုင်ဘက်ကစားသမားနဲ့ကိုတင်းမိတ်နဲ့အချင်းချင်းဖြတ်နေတာအဝေးရနေကြည့်ရင်နဲ့သူ့ဟာသူခြေချော်သွားတာစလစ်ဖြစ်ပြီးတော့အဲ့ဒူးဟာပြန်နာသွားတာအဲ့တော့ကာလာဖီယိုရဲ့တိုက်ကိုကအဲ့လိုမျိုးကိုဟာကိုအင်ဂျူရီပြန်ပြန်ဖြစ်သွားများတယ်ကျွန်တော်ညီကိုတွေမှတ်မိလားမသိဘူးချန်ပီယံလိဒီရှက်တာဂျိုးညက်နဲ့ပွဲစဉ်မှာတော့ဆိုရင်လေဒီအော်တိုဘာလာတော့ကာလာဖီယိုရဲ့ဘောလုံးကိုရှင်လူနဲ့သူ့ဟာသူစလစ်ဖြစ်ပြီးတော့အင်ဂျူရီရသွားသေးတယ်အဲ့တော့လည်း6ပွဲ9ပွဲလောက်သူလွဲချော်သွားသေးတယ်အခု အာဆင်နဲ့အသင်းဆေးစစ်ပြီးသွားလို့ထပ်မံထွက်ပေါ်လာရင်လည်းကျွန်တော်မြန်မြန်လေးဗီဒီယိုလုပ်ပေးပါမယ်။ အဆုံးထိကြည့်ပြီးတော့လဲအလုံးကျေးဇူးတင်ပါတယ်ပထမသတင်းတစ်ပုဒ်ကတော့ဝမ်းသာစရာပေါ့လေဒုတိယသတင်းတစ်ပုဒ်ကတော့နည်းနည်းဝမ်းနည်းစရာပေါ့ဒါပေမဲ့ဒီမနက်ခင်းကတော့ဝမ်းသာစရာသတင်းတွေပဲကြီးစိုးနေလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒီစီစဉ်လေးကိုဒီကောက်ကူညီပံ့ပိုးပြီးတဲ့ show လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်ညောင်းကို6 9 6 6 3 5 3 6တက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နေမှာဖြစ်လို့ဝေပုံရှာရှိမှဘောလုံးပွဲတွေကိုလောင်းမှာဘောလုံးပွဲတွေလုံးဝမလုံးတော့ဆိုရင် YouTube မှာကိုထုတ်ဖို့ show ရေးချပြီးကျွန်တော်အားပြုလို့ရပါတယ် iPad ခုချကို Sport Internet 9 3လုံးပြီးတူကိုကစားလို့ရနေပါပြီ